မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညထန်လေးဖြစ်ပါစေလို့အားလုံးကိုနှုတ်ခွန်းဆက်သလိုက်ပါရရှင်။ November 5ရက်ကနေ November 29ရက်နေ့ထိပြုလုပ်ကျင်းပလျက်ရှိသောသင်အနာဂတ်အတွက်တည်ငောင်းဆိုတဲ့တရားပွဲအစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဖျားရှင်ရဲ့ကျေးဇူးတော်ကြောင့်ဒီညဟာဆိုရင်၄ညမြောက်ကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ဒီတရားပွဲမှာနားဆင်ခွန်အားယူကြတယ်တရားနာပရိသတ်အားလုံးပေါ်မှာဖျားသခင်ရဲ့ကောင်းကြီးမင်္ဂလာများကြားရောက်ခံစားရပါစေကြောင်းစွန့်မွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်ဒီမရရဲ့အစီအစဉ်တစ်ခုလုံးပေါ်မှာဖျားသခင်တူပါရှိပြီးကောင်းကြီးတက်ရောက်ဖို့အတွက်သိခါရရဓမ္မဆရာကြီးဦးတမောင်ဆန်းနဲ့တူဆူတောင်းဆက်ကပ်ကြပါစို့အထက်ကောင်းငယ်ပေါ်၌တရှိတော်မူသောထရရှင်ဖာဖျားယနေ့တာရသောညချမ်းချိန်ပြန်လည်ပေးတဲ့အတွက်ကြောင့်ကိုရောကိုကျေးဇူးတင်နေတယ် ။အိုထောရရှင်ဖာပြာယနေ့တညာပိညာပြုလုပ်ကျင်းပလာတော့တရားပွဲမှာလင်းညာမြောက်တိုင်အောင်ကိုရှင်ပြပူဆောင်ခဲ့တဲ့အတွက်ကြောင့်ကိုရောကိုကျေးဇူးတင်တယ်။ယနေ့ညမှာလည်းပဲကျွန်တော်တိတ်ခါတော်ရဓမ္မဆရာကြီးဆရာကြီးရှိုင်းတာတွေ့မှဒီမတော်တဆကြုံကြိုက်လို့လားတမင်တကာစီမံဖန်တီးထားတာလားဆိုတဲ့နောက်ကပတော်တရားကိုဝေငှတော့မှာဖြစ်ပါတယ်။အဖပါဗျာဤနောက်ကပတော်ဝနိုင်ဝိညာဉ်တော်တက်ရောက်စေတော်မူပါ။ကြားနာကြကုန်သောဓမ္မမိတ်ဆွေသူတော်စင်များအားလုံးတို့ဒီလည်းပဲ ။ဝိညာဉ်ခေါ်အားတိဆောက်ဖွယ်ရာများစွာရရှိခံစားရုံနဲ့မကပဲနဲ့ကိုတော်ပေးတဲ့ကောင်းချီးမင်္ဂလာကိုရရှိပြီးတော့တကယ်ပဲဤနှုတ်ကပတော်တရားအားဖြင့်မိမိတို့ရဲ့ဘဝတတမှာပုံမခိုင်လုံတည်ကြည်တဲ့ဝိညာဉ်ရဲ့တတကိုရရှိခံစားသွားနိုင်ဖို့မအားစားတော့ပါ။အစီအစဉ်အစလဲဆုံးတိုင်းအောင်လေကိုရှင်ပြဆက်လက်အတူပါရှိကောင်းကြီးပေးတော်မူ၍တရားဓမ္မဒေသနာကိုဟောကြားတော်ဆရာကြီးပေါ်နိုင်တယ်ပဲ။ကျမ်းမာခြင်းပျော်ရွှင်ခြင်းချိန်တဲ့ကောင်းကြီးဖြတ်ဖြာဆက်လက်သွန်လောင်းပေးသနာပါပြီ။ကြောင်းမြတ်မောတော်ရှိရမဟာနာမတော်ကိုမိပြည့်ရဲ့ဆုတောင်းပါတယ်ဖာဗျာ။အာမင်။ အစည်းအဝေးပေါ်ကောင်းကြီးတက်ရောက်ဖို့ဆုတောင်းဆက်ကပ်ပေးသွားတယ်။တိတ်ခါရရဓမ္မဆရာကြီးဦးတင်မောင်စန်းကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။အခုချိန်မှာတော့ဆ ्याम ဟက်စတခင်ဂုံတော်ချီးမွမ်းတည်ဆိုထားတယ်။အလိုတော်ရှိရာ ပြုတော်မူပါကျူဆိုတဲ့ဓမ္မတေးသချင်းလေးကနေနာဆင်ခွန်အားယူကြပါစို့လားရှင်။ ချိန်မှာတော့တိတ်ခါတော်ရဓမ္မဆရာကြီးဦးဆိုင်သာတွေရဲ့မတော်တဆကြုံကြိုက်လို့လားတမင်တကာစီမံဖန်တီးထားတာလားဆိုတဲ့တရားဒေသနာကိုနားဆင်ရင်ခွန်အားရယူကြပါစို့လားရှင်ချစ်ခင်လေးစားအပါတော်ဓမ္မမိတ်ဆွေညီကိုမမပေါင်းတို့ခင်ဗျာတင့်အနာကအတွက်သတင်းကောင်းတရားဒီနာတော့အမတ်စင်လေးအနေနဲ့ကြားနာမဲ့သတင်းစကားရဲ့ခေါင်းစဉ်ကတော့မတော်တဆကြုံကြိုက်လို့လား တမင်တကာစီမံဖန်တီးထားတာလားဆိုတဲ့အကြောင်းအရာကိုကြားလာမှာဖြစ်ပါတယ်ခင်ဗျာချစ်တော်ဓမ္မမိတ်ဆွေညီကိုမောင်မပေါင်းတို့ခင်ဗျာဒီကနေ့ကျွန်တော်တို့အသက်တာရဲ့အံ့ဖွယ်ရာများကိုစူဇန်လေ့လာကြပါစို့ဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာသင်ပင်လေကမ်းနာမှာရနေတယ်ဆိုပါစို့တမင်နဲ့စောစောထပြီးကမ်းတလျှောက်လမ်းလျှောက်ရင်းထူးဆန်းအံ့ဖွယ်ရာတွေ့ တစ်ခုပြီးတစ်ခုတွေ့နေရပါတယ်။နေထွက်လာတယ်။ line တွေထနေတယ်။အဲဒီလိုနဲ့သဲပြင်ပေါ်မှာရှောက်ရင် ခြေရာတစုံပြီးတစုံ တွေ့ရပေမဲ့လည်းဘယ်သူကမှ မတွေ့ရပါဘူး။ဒီခြေရာတွေကဘာကိုပြနေတာလဲ။မတွေ့ရပေမဲ့တင်ပြောက်ခင်တယောက်ယောက်ကသွားခဲ့ပြီဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့သင်အိမ်ပြင်ထွက်ပြီးဘေးပတ်ဝန်းကျင်လေ့လာမယ်ဆိုရင်မြက်ပြင်တွေ၊သစ်ပြင်တွေ တောတောင်တွေပန်းပင်တွေဆမ်းရေတွေကံတွေနဲ့တိရစ္ဆာန်တွေကိုတွေ့ရပါလိမ့်မယ်။နောက်ပြီးသင်မတ်တရနေတယ်ဘယ်ပေါ်မှာ မတ်တရထနေတာလဲ။ကဘာရဲ့မျက်နှာပြင်ပေါ်မှာပဲ ဖြစ်ပါတယ်။နောက်ပြီးအထက်ကိုကြည့်ရင်ဘာကိုမြင်ရသလဲ။နေအချိန်ဆိုရင်နေကောင်းကင်ပြင်နဲ့တိမ်တွေပဲဖြစ်ပါတယ်။ညအချိန်ဆိုရင်တော့ထောင်ပေါင်းများစွာသော ခြေရီနဲ့လပဲဖြစ်ပါတယ်ဒီအရာတွေပဲအပေါ်လာတာလေဆက်ပြီးတော့သင်ရဲ့ကိုခန္ဓာရောဘသူကသင်ကိုဖန်ဆင်းထားတာလေတချို့ကအသက်ဟာစစချင်းရိုးရိုးဆဲတွေကနေဖြစ်ပေါ်လာတယ်အဲ့ဒီဆဲသေးသေးလေးတွေကြီးထွားလာပြီးတော့ဆဲတွေစုပေါင်းပြီးအသက်ရှင်တဲ့တတ္တဝါလေးဖြစ်လာပါတယ်တက်ရှိငယ်လေးတွေဟာနှစ်သန်းပေါင်းမြောက်များစွာ ကြာပြီးတဲ့အခါမှာ အကောင်ငယ်ကလေးတွေဖြစ်သွားပြီးပင်လယ်ကနေကုန်းပေါ်ကိုတက်လာကြတယ်။ခြေချောင်းလေးတွေလည်းပေါက်လာတယ်လို့ဆိုကြပါတယ်။ဒါပေမဲ့ကဘာနဲ့သက်ရှိအရာတွေဖြစ်ပေါ်လာပုံကိုတော့ယုံကြည်ပုံချင်းကွဲပြားခြားနာကြပါလိမ့်မယ်။တချို့ကພັນဆင်းရှင်ကພັນဆင်းတယ်လို့ပြောကြပါတယ်။ဒါဆိုရင်ဘယ်ဖះလဲ။ဒီကနေ့လူတွေဖះအများကြီးကို ကိုးကွယ်နေကြတယ်ဗုဒ္ဓမိုဟာမက ဟိန္ဒူဖျားတွေတခြားတခြားသောဖျားတွေစတာတွေပေါ့ကိုကိုးကွယ်ရာကို အထွတ်မြထားကြပါတယ်ဒီအားလုံးထဲမှာမှတဆူဖျားကတော့အရာခတ်သိန်းကိုဖန်ဆင်းတဲ့အရှင်ကျမ်းစာတော်မြတ်ကဖော်ပြထားတဲ့ဖျားရှင်ပဲဖြစ်ပါတယ်ဒါကြောင့်ကျမ်းစာတော်မြတ်ကနေအရာခတ်သိန်းကိုဖန်ဆင်းတော်မူတဲ့အရှင်ဖျားအကြောင်းကိုဆက်ပြီးတော့လေ့လာသွားကြပါစို့ချစ်တော်ဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာ အင်ကိုတွေ့တဲ့အခါမှာစလုတ်တဲ့သူရှိကြောင်းသိရသလိုလမ်းကို တွေ့တိုင်းလမ်းဖောက်တဲ့သူရှိကြောင်းသိရပါတယ်။လူတရိဆန်နဲ့ကျယ်တွေတွေ့တဲ့အခါမှာဖန်ဆင်းရှင်ကသေးသေးချာချာဒီဇိုင်းထွင်ဖန်ဆင်းခဲ့တယ်ဆိုတာကိုသိနိုင်ပါတယ်။ဒီတော့အရာခတ်သိန်းကို ပုံသွင်းဖန်ဆင်းခဲ့တဲ့ဖះအကြောင်းကို လေ့လာကြမယ်ဆိုရင် သူပေးထားတဲ့တမန်ကျမ်းစာအုပ်ကသူ့လုပ်ငန်းကို ညွန်ပြနေပါတယ်။ဒါကြောင့်စံစာတဲကဘာကိုဖော်ပြထားတယ်ဆိုတာကိုဆက်ပြီးတော့လေ့လာကြပါစို့။တမန်စံစာတဲမှာဆက်စချင်းကဘာဦးကျအခန်းကြီး1ထဲမှာဖျားသခင်ဟာကဘာကြီးကိုဖန်ဆင်းတဲ့အကြောင်းကိုဖတ်ကြည့်ကြပါစို့။ကဘာဦးကြခိုင်းတဲ့အငယ်တက်ထဲမှာအစဦးနိုင်ဖျားသခင်သည်ကောင်းငွေနှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏ဆိုပြီးတော့ဖော်ပြထားပါတယ်။ ဆက်ပြီးကမ္ဘာဦးကြားခိုင်းတစ်အငယ်၃ထဲမှာတော့အလင်းဖြစ်စေဟုမိတော်မူ၍အလင်းဖြစ်လေ၏အငယ်၄နဲ့၅မှာတော့အလင်းကောင်းသည့်ကို မြင်လင်အလင်းနှင့်မောင်မိုက်ကို ပိုင်းခြားခွဲထားတော်မူ၏ညဦးနှင့်နာနေသည်ပထမအနေဖြစ်လေ၏ဆိုပြီးတော့ဖော်ပြထားပါတယ်ဒါကြောင့်ဖျားသခင်ဟာပထမနေ့မှာကဘာကြီးရဲ့အလင်းနဲ့နေ့ညဖန်ဆင်းခဲ့တယ်ဆိုတာ ဖော်ပြထားပါတယ်။ကပ္ပူဇာခိုင်းတဲ့အငယ်6ထဲမှာတော့တပံဖျားသခင်က ရေအလယ်၌မိုးမြင့်တဲ့ချက်ဖြစ်စေရေနှင့်ရေချင်းခြားနာစေဟု အမိန့်တော်ရှိသဖြင့်ထိုကဲ့သို့ ဖြစ်လေ၏ဆိုပြီးတော့ဖော်ပြထားပါတယ်။ဒါကြောင့်ဖျားသခင်ဟာမိုးမြင့်တဲ့ချက်ကိုဖန်ဆင်းတဲ့အခါမှာအပေါ်ရေဓုနဲ့အောက်ရေကို ပိုင်းခြားထားတဲ့အတိုင်းလေဖြစ်တယ်ဆိုတာကို တွေ့ရှိရပါတယ်။မိုးမြင့်တဲ့ချက်ကိုတော့ကောင်းကင်တို့ ခေါ်ဆိုပါတယ်။ဒါကြောင့်ညဦးနဲ့နန်းနဲ့ဟာဒုတိယနေ့ဖြစ်လာပါတယ်။ဒုတိယနေ့မှာ ကောင်းကင်ဘုရားမြေပေါ်မှာရှိတဲ့ရေနဲ့တိမ်တွေကို ခွဲခြားလိုက်ပါတယ်။တတိယနေ့မှာတော့ကောင်းကင်အောက် ရေတွေစုဝေးစေ၊ကုန်းပေါ်စီလို့မိန့်တော်မူတဲ့အတိုင်း၆သွေးတဲ့မြေပြင်ပေါ်လာပါတယ်။မိန့်တော်မူတဲ့အတိုင်းနဲ့ဖြစ်ပေါ်လာပါတယ်။တခါဆက်ပြီးမြေကြီးဟာမြက်ပင်နဲ့ အသီးနှံပင်ပေါက်စေ အသီးနဲ့အဆစ်ပင်များ ပေါက်စေလို့ဘုရားသခင် မိတ်မွဲ့တော်မူတဲ့အတိုင်း အပင်တွေပေါက်လာတာကို တွေ့ရှိရပါတယ်။ဒါကြောင့်ညဦးနဲ့နန်းနဲ့ဟာတတရားနေ့ဖြစ်လာပါတယ်။တတရားနေ့မှာတော့မြေကြီးနဲ့ပင်လယ်ပေါ်လာပြီးသစ်ပင်တွေပေါက်လာပါတယ်။ဆက်ပြီးသရုတ်ဓာနေ့မှာတော့ကောင်းကင်ယာမှာနေ့နဲ့ညကွဲပြားခြားနားစေတဲ့အလင်းရောင်ပေးတဲ့အရာတွေပေါ်လာပါတယ်။ အဲ့ဒီအရာတွေဟာအချိန်ရဲ့အခါရဲ့နေ့နဲ့နှစ်တွေအတွက်ဖြစ်စေတာမကပဲမြေကြီးပေါ်မှာ အလင်းပေးဖို့အတွက်ကောင်းငင်ရမှာအလင်းတွေဖြစ်စေဖို့မိမ့်မွဲ့တဲ့အတိုင်းဖြစ်လာခဲ့ပါတယ်ဒီအရာတွေဟာ ကောင်းမြတ်ကြောင်းဖျားရှင်တွေ့ရှိခဲ့ပါတယ်ဒါကြောင့်ညဦးနေနန်းနဲ့ဟာစတုဒ္ဓနေ့ဖြစ်လာခဲ့ပါတယ်စတုဒ္ဓနေ့မှာဖျားရှင်ဟာ နေရလနဲ့ကျယ်တွေကို ဖန်ဆင်းပေါ်ထွန်းစေခဲ့ပါတယ်။ဆက်ပြီးတော့ပင်စမနေ့မှာဘုရားသခင်ဟာဗာမယာဖန်ဆင်းခဲ့တယ်လေ။ရေဟာများပြားစွာသောရေတတ္တဝါတွေနဲ့ပြည့်စေ။ကြီးငဲ့တွေဟာလည်းလေထဲမိုးမြင့်တဲ့ကျဲအောက်ပြန်တန်းစေလို့မိတော်မူတဲ့အတိုင်းဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ညဦးနဲ့နန်းနဲ့ဟာ ပင်စမနေ့ဖြစ်လာခဲ့ပါတယ်။ ပိစမနေမှာဖျားရှင်ဟာကျင်းငယ်တွေငားနဲ့ရေသတ္တဝါတွေကိုဖန်ဆင်းခဲ့ပါတယ်။ဆက်ပြီးတော့စထမနေ့ကတော့ဖျားရှင်ရဲ့လက်ရာအကြီးကျယ်ဆုံးပဲဖြစ်ပါတယ်။မြေကြီးကနေတက်ရှိတတ္တဝါတွေအမျိုး၌ပေါ်ထွန်းစေတတ္တဝါကြီးတွေတွားတွားတဲ့တတ္တဝါတွေအမျိုးလိုက်ပေါ်ထွန်းစေလို့မိတ်တော်မူတဲ့အတိုင်းဖြစ်လာခဲ့ပါတယ်။နောက်ပြီးတော့ကဘာဦးကြခိုင်းတဲ့ အငယ်26နဲ့29နှစ်ထဲမှာလူကိုငါတို့ပုံတရံနဲ့အညီဖန်ဆင်းကြစို့ပင်လယ်ငါးများမိုးကောင်းကင်ငယ်များတရိษံများနှင့်မြေပြင်တခွင်လုံး၌တွားတွားသောတရိษံများအားလုံးအပေါ်စိုးစံစေဟု မိန့်မွက်လေ၏လူကိုယ်လည်းငါတို့ပုံသဏ္ဍာန်တော်နှင့်ညီဖန်ဆင်း၍ယောက်ျားနှင့်မိန်းမတို့ကိုဖန်ဆင်းလေ၏ဆိုပြီးတော့ဆတ်ထမနှင့်မှာ လူနှင့်တရိษံကိုဖန်ဆင်းခဲ့ပါသည် ကဘာဦးကျန်းခိုင်းတဲ့အငွေ30တက်ထဲမှာတော့ဖျားရှင်သည် သူဖန်ဆင်းခဲ့သမျှကို ကြည့်ရှုတော့ဧကံမှုချကောင်းသည်ကို မြင်တော်မူ၍ညဦးနှင့်နှံ့နေသည်သတ္တမနေရဖြစ်လေ၏ဆိုပြီးတော့မှတ်တမ်းတင်ထားခဲ့ပါတယ်။ဒါကြောင့်သတ္တမနေမှာ ကုံတရဝါတွေနဲ့ဖန်ဆင်းခြင်းခံရတဲ့အရာတွေရဲ့အထုအထိပ်ဖြစ်တဲ့လူသားကိုဖန်ဆင်းခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့မိဥဖောက်ဖြစ်တဲ့ ာဒန်နဲ့ဧဝဟာအလူလိုပေါ်ပေါက်လာတာမဟုတ်ပဲဖျားရှင်ရဲ့ပုံစံတော်နဲ့အညီဖျားကဖန်ဆင်းကြောင်းသိရှိရပါတယ်။ချစ်တော်ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျာဖျားသခင်ဟာ ကျွန်တော်တို့ကို ဖြစ်ပေါ်စေတဲ့ဖန်ဆင်းရှင်အင်ဂျင်နီယာကျွမ်းကျင်လာတဲ့ပြီးသူကကြီးပဲဖြစ်ပါတယ်။နောက်ဆုံးတတ္တမနေ့ကို ရောက်ရှိလာပါပြီ။တတ္တမနေ့မှာတော့ဖန်ဆင်းခြင်းအလုံးပြီးမြောက်ပြီးတော့ဖျားရှင်ဟာ တတမနေ့မှာညင်ဝတ်စွာနားနေတဲ့နေ့အနေနဲ့သတ်မှတ်ခဲ့ပါတယ်။ကဘာဦးချန်းခိုင်နဲ့အငယ်တက်ကနေ၃ထဲမှာထို့သောကောင်းကင်မြေကြီးနဲ့တကွခတ်သိန်းသောဒဇာတို့သည်ပြီးစီးတဲ့ရှိကြ၏။တတမနေ့ရောက်လင်းဖျားသခင်သည်ဖန်ဆင်းသောအမှုကိုလက်ဆတ်တတ်တော်မူခဲ့ပြီးသည်ဖြစ်၍ဖန်ဆင်းသမျှသောအမှုရာတို့သည်ပြီးစီးပြီးမှ ထိုတတမနေ့၌ညင်ဝတ်စွာ နေတော်မူ၏။ထိုတတမနေ့ကို ဖျားသခင်သည်ကောင်းကြီးပေး၍တန့်ရှင်းစေတော်မူ၏အကြောင်းမူကားဖန်ဆင်းပြုပြင်တော်မူသောအမှုရာအလုံးစုံတို့သည်ပြီးစီးသောကြောင့်ထိုနေ့၌ငြိမ်ဝတ်စွာနေတော်မူ၏ဆိုပြီးတော့ဖော်ပြထားပါတယ်ချစ်တော်ဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာကျွန်တော်တို့အနေနဲ့ကျွန်တော်အပါဝင်ဖန်ဆင်းခြင်းနဲ့ပတ်သက်လို့အပေါ်ယံကိုတော့ခြုံကြည့်လို့ရပါပြီဖျားသခင်ဟာဘယ်လောက်အံ့ဩဖွယ်ကောင်းတဲ့ပြီးသူကနဲ့ဖန်ဆင်းရှင်ဖြစ်ကြောင်းကို အနိကဆက်ပြီးတော့ကြည်ကြပါစို့ချစ်တော်ဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာလူရဲ့ကိုယ်ခန္ဓာကို လေ့လာမယ်ဆိုရင် ပုံထွင်းသူနဲ့ပုံသွင်းတဲ့အရှင်ရဲ့အံ့ဖွယ်ရာတွေကို ပြသလျက်ရှိပါတယ်လူရဲ့ကိုယ်ခန္ဓာနဲ့ခန္ဓာရဲ့အစိတ်ပိုင်းလေးတစ်ခုကို လေ့လာကြည့်ကြပါစို့ဥပမာအနေနဲ့မျက်စိကို ကြည့်ကြပါစို့အံ့ဖွယ်ကောင်းစွာ ပုံထွင်းထားတဲ့ကျွန်တော်တို့ရဲ့မျက်စိ မျက်ကြည်လွာရဲ့မန်ဘလူးပုံစံကိုကြည့်ပြီးတော့ကမ္ဘာခေအမီဆုံးကင်မရာနဲ့နိုင်ရှင်မယ်ဆိုရင် ခလေးကစားစရာလောက်ပဲဖြစ်သွားပါတယ်မျက်စိဟာ အလင်းကို သတင်းအနေနဲ့ပြောင်းလဲလိုက်တာကိုဦးနောက်ကနားလဲတယ်ဒီလိုကိစ္စမျိုးကိုခင့်မိတဲ့ဓာတ်ကွဲခန်းများမှာလဲလက်တွေ့ပြနိုင်မှာမဟုတ်ပါဘူးနောက်ပြီးလူမျက်စိတိဆောက်ပုံကို လေးလာခြင်းအပြင်ဖျားဖန်ဆင်းထားတဲ့ လပတင့်တယ်တဲ့စကြဝဠာရဲ့အရာခတ်သိမ်းကို တွေ့မြင်ခံစားစေခြင်းနဲ့မေတ္တာရောရှင်ဖန်ဆင်းရှင်ကိုညွန်ပြလက်ရှိပါတယ်။ဆလံကြားခိုင်း136အငယ်၁၄ထဲမှာဆလံဆရာက ဖွဲ့ဆိုထားတဲ့အတိုင်းအကျွန်ုပ်သည်ကြောက်မဲ့ပွေသော လက္ခဏာထူဆန်းသောလက္ခဏာနှင့် ပြည့်စုံစွာဖန်ဆင်းသည်ဖြစ်၍ကိုရောကိုချီးမွမ်းပါမည်။ပြုပြင်တော်မူတဲ့အမှုတွေဟာ အံ့ဩပွဲဖြစ်ကြောင်းကိုကျွန်ုပ်ရဲ့စိတ်ဝိညာဉ်ဟာအမှန်သိပါတယ်ဆိုပြီးတော့ဖော်ပြထားပါတယ်။ဒါကြောင့်လူရဲ့ကိုယ်ခန္ဓာစိတ်နှလုံးတွေဟာအံ့ပွဲကောင်းလာတဲ့အတွက်အင်မတန်မှတော်တဲ့ပုံသွင်းရှင်သာလင် ပုံထွင်းနိုင်မှာဖြစ်ပါလေ။ချစ်တော်ဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာစကြဝဠာတစ်ခွင်လုံးနဲ့တခြားသောအရာအလုံးဟာလည်းသူ့လက်ရာ ဖြစ်ကြောင်းညွန်ပြနေတဲ့အရာတချို့ကို လေ့လာကြပါစို့။ ပြောပြဟေရှာယကကျွန်တော်အနေနဲ့သေးငယ်တဲ့အရာတွေနဲ့အချိန်မကုန်ပဲကောင်းကင်ပြင်မှာရှိတဲ့သူ့ရဲ့လက်ရာကို လေ့လာဖို့အားပေးထားပါတယ်။ဟေရှာယအနာဂတိကျမ်းအခန်းကြီး40အငယ်26ထဲမှာအထက်သို့မျှော်ကြည့်ကြလော့။ထိုအရာတို့ကိုအဘယ်သူဖန်ဆင်းသနည်းထိုသူသည် သူတို့အလုံးအရင်းကိုအရေးအတွက်အားဖြင့်ထုတ်ဆောင်တော်မူ၏ အလုံးစုံတို့ကိုနာမည်ဖြင့်ခေါ်တော်မူ၏ခွန်အားကြီး၍တကိုးနှင့်ပြည့်စုံတော်မူသောကြောင့်တစုံတစ်ခုမျှမပေါ်ဘဲမနေရဆိုပြီးတော့ဖော်ပြထားပါတယ်ချက်တော်ဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာကောင်းကင်ယံမှာရှိတဲ့များစွာသောကျယ်တွေကိုကြည်ရှုဘူးပါသလားဘယ်ကနေလာကြတာလဲလို့စဉ်းစားမိရလားဘလောက်များရှိတယ်လဲဆိုတာကိုရောစင်ချင်းမိပါသလား များပြားเจ้าကို ကျွန်တော်တို့နားလည်အောင်ဖျားရှင်ပုံပေါ်မှာပြခဲ့ပါတယ်။ဘုရားသခင်ဟာအာဗြဟံကိုခေါ်ပြီးကျယ်တွေကို ရေတွက်ဖို့ပြောခဲ့ပါတယ်။ကဘာဦးကျောင်းအခန်းကြီး15အငယ်9ထဲမှာအာဗြဟံကို ပြင်သို့ထုတ်ဆောင်တော်မူ၍မိုးကောင်းကင်ကို မျှော်ကြည့်လော။ကျယ်များကို ရေတွက်နိုင်ရင် ရေတွက်လော။သင်၏အမျိုးအနွယ်သည် ထို့သို့ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏ဆိုပြီးတော့ ဖော်ပြထားပါတယ်ချစ်တော်ဓမ္မမိတ်ဆွေ ပေါင်းတို့ခင်ဗျာကမ္ဘာပင်လေကမ်းနားမှာရှိသည်မြသဲတွေကို ရေတွက်နိုင်မယ်ဆိုရင် ကောင်းကင်မှာရှိတဲ့ကျယ်တွေနဲ့ပမာဏချင်းတူပါလိမ့်မယ်လို့နက္ခတရာပညာရှင်တဦးကပြောဆိုခဲ့ပါတယ်နောက်ပင်လေကမ်းရောက်ခဲ့ရင် ရေဘုံအပြည့်သဲတွေကို ရေတွက်ကြည့်ပါ အချိန်များများပေးဖို့လိုပါလိမ့်မယ်ဒါဝိမင်းကြီးဘလို့ပြောခဲ့သလဲဆိုရင် ဆလံကြအခန်းကြီး၈အငယ်၃နဲ့၄ထဲမှာလက်ညိုးတော်အလုတ်ဒီဟုသော ကိုရောဤမိုးကောင်းငင်ကို၎င်းပြင်ဆင်တော်မူသော လနှင့်ကျယ်များကို၎င်းအကျွန်ုပ်ဆင်းခြင်းသော လူသည်အဘယ်သို့သောသူဖြစ်၍ကိုရောသည်အောင်းမေတော်မူရသနည်းလူသားသည်အဘယ်သို့သောသူဖြစ်၍အကြည့်ရှုကြွလာတော်မူရသနည်းဆိုပြီးတော့ဖော်ပြထားပါတယ်ချစ်တော်ဓမ္မမိတ်ဆွေ ပေါင်းတို့ခင်ဗျာတကိုးကြီးမားလာတဲ့ ဲ့ဒီဖျားရှင်ဟာကျွန်တော်တို့ရဲ့ပြဿနာတွေကိုဂယုစိုက်ကြောင်းအံ့ဩမိပါသလားသခင်ခရစ်တော်ကစာကလေးတွေတောင်းမှကိုရောမသိပဲမပြည့်စည်ပါဘူးလို့ဟောကြားခဲ့ပါတယ်ရှမသက်ခရစ်ဝင်ခိုင်း30အငယ်31တက်မှာထို့ကြောင့်မကြောက်ကြနဲ့သင်တို့သည်စာငဲ့အများတို့ထက်တာ၍မြတ်ကြ၏ဆိုပြီးတော့ဖော်ပြထားပါတယ်ဆက်ပြီးတော့ ဖျားရှင်ရဲ့မေတ္တာစေတနာကိုတိကျွမ်းရအောင်သခင်ခရစ်တော်ဖျားကနေပြီးရှမသက်ခရစ်ဝင်ခိုင်း30အငယ်30ထဲမှာတင်တို့သဘင်သည်လဲအကုန်စင်ရေတွက်လျက်ရှိဆိုပြီးတော့ဖော်ပြထားပါတယ်အင်မတန်မှကောင်းမြတ်တဲ့ဖျားပဲဖြစ်ပါတယ်တမကျမ်းစာထဲမှာတော့ဖျားသခင်ဟာဖန်ဆင်းရှင်ဖျားဝိပုကိုဝယ်ထိုက်သူဖြစ်တယ်ဆိုတာကို ဘုရားရှင်ကိုယ်တိုင် ပြောခဲ့ပါတယ်ဒီတော့ဘုရားသခင် ပြောတာမှန်မယ်ဆိုရင်သူဟာພັນစင်းရှင်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဝတ်ပြုကိုးဝယ်ထိုက်ပါတယ်ဗျာဒိတ်ကျမ်းရေးသားပြုစုသူ သခင်ခရစ်တော်ရဲ့စေတမန်တော်ယောဟန်ကပတ်မှုကျွန်းမှာရှားရှိတဲ့ယူပါယောယကောင်းကင်ပလင်တော်ကို ရှုမြင်ခဲ့ပါတယ်သူရဲ့တွေ့ရှိချက်အရဗျာဒိတ်ကျမ်းခန်းကြီး၄အငယ်၁၀နဲ့၁၁ထဲမှာ အသက်ကြီးသူ24ပါးတို့သည်ပလင်ပေါ်မှာထိုင်တော်မူသောသူရှေ့၌ပြတ်ဝတ်လေကဘာဆက်ဆက်အသက်ရှင်တော်မူသောသူကို ကိုးကွယ်လျက်အိုးထာဝရဖျားကိုရောသည်ဘုံသရေတကူတော်ကိုခံစားထိုက်တော်မူ၏ကိုရောသည်ခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူပြီးထိုအရာတို့သည်အလိုတော်အတိုင်းဖန်ဆင်းခြင်းခံရကြပါ၏ဆိုပြီးတော့ဖော်ပြထားပါတယ်ဒီအသက်ကြီးတဲ့သူတွေဟာပလင်တော်ရှေ့မှာ ချင်းမဝပြုကိုးဝယ်ကြတာဟာພັນစင်းရှင်ဖြစ်လို့ပါပဲဒါကြောင့်ကျွန်တော်တို့လည်းကောင်းကင်ဘုရားအရှင်ထာဝရဘုရားကိုဝပြုကိုးဝယ်သင်ရပါတယ်ဘုရားသခင်ဟာကဘာနဲ့ကျွန်တော်တို့အားလုံးရဲ့ພັນစင်းရှင်ပဲဖြစ်ပါတယ်ဘာအချက်များရှိသေးသလဲလို့မေးရင်တော့ကျွန်တော်တို့ဘေးပဝန်းကျင်ကພັນစင်းရှင်ဖြစ်တယ်ဆိုတာကိုတက်သေးပြလက်ရှိကြောင်း သူကိုယ်တိုင်မိမ့်မာခဲ့ပါတယ်ယောမဩဝါဒစာအခန်း1 အငယ်၂၀ထဲမှာအဘဲသူနိဟုမူကဖန်ဆင်းတော်မူသောအရာများကို ထောက်ရှုသည်ဖြင့်ထာဝရတကိုးတော်နှင့်ထာဝရအဖြစ်တော်ဒီဟုသော မျက်မြင်မရသောဖျားသခင်ဤအရာတို့သည် ကဘာတီတီကာလမှစ၍ထင်ရှားလေရှိကြ၏ဆိုပြီးတော့ဖော်ပြထားပါတယ်။ဒါကြောင့်ထာဝရတကိုးတော်နှင့်ထာဝရအဖြစ်တော်ဟာကဘာတီတဲ့ကာလကစပြီးတော့ထင်ရှားလေရှိပါတယ်။ဒါကြောင့် ဖန်ဆင်းခြင်းအချိန်ကစပြီးဘုရားသခင်ဟာအရာခတ်သိမ်းကိုဖန်ဆင်းတဲ့အရှင်ဖြစ်ကြောင်းသက်သေတည်ရက်ရှိပါလေချစ်တော်ဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာတဲမြင့်ဘောကခြေရလို့ပါပဲကျွန်တော်တို့မတွေ့ဘူးတဲ့သူတယောက်ရှိကြောင်းသိရပါတယ်ဘေးပဝန်းကျင်းမှာတယောက်ယောက်ကဖန်ဆင်းထားတဲ့အရာတွေတွေ့ရတဲ့အခါမှာတဲမြင့်ဘောကခြေရလို့ဒီအရာတွေကိုဖန်ဆင်းခဲ့တဲ့သူတယောက်ရှိကြောင်းကို ဖော်ပြ ထားပါတယ်။ကျမ်းစာထဲကအဖဖျားသခင်ဟာဖန်ဆင်းတဲ့အခါမှာသူတကိုယ်ဒီဖန်ဆင်းထားတာမဟုတ်ပါဘူး။ကဘာဦးကျခိုင်းတဲ့အငွေ26တဲမှာတဖန်ဖျားသခင်ကငါတို့ ပုံတရားနဲ့အညီလူကိုဖန်ဆင်းကြစို့လို့ကဘာဦးကျန်းကဖော်ပြထားပါတယ်။ရှင်ယောဟန်ကျမ်းကဒါကိုအကျယ်တဝင့်ဆက်လက်ဖော်ပြထားပါတယ်။ရှင်ယောဟန်ခရစ်ဝင်ခိုင်းတဲ့အငွေ1ကနေ3မှာအစဦး၌ နှုတ်ကပတော်ရှိ၏နှုတ်ကပတော်ဖြစ်တဲ့ခရစ်တော်ဖျားဟာဖျားသခင်နဲ့အတူရှိတယ်နှုတ်ကပတော်သည်လည်းဖျားသခင်ဖြစ်တော်မူ၏ထိုနှုတ်ကပတော်သည်အစဦး၌ဖျားသခင်နဲ့အတူရှိ၏ထိုနှုတ်ကပတော်သည်ခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏ဖန်ဆင်းတော်မူခြင်းနှင့်ကင်းလွတ်လျက်ရှိသောအရာတစုံတစ်ခုမျှမရှိဆိုပြီးတော့ဖော်ပြထားပါတယ်ဆက်ပြီးတော့ရှေယောဟန်ခရစ်ဝင်ခိုင်းတဲ့ အငယ်၁၄ထဲမှာနှုတ်ကပတော်သည်လဲလူဇာတိအဖြစ်ကို ခံယူ၍ကျေးဇူးတော်နှင့်၎င်းသစ္စာတော်နှင့်၎င်းပြည့်စုံလျက်ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍ခမည်းတော်၌တပါးသည်သောသားတော်ဤဘုံကဲ့သို့သူဤဘုံတော်ကိုငါတို့သည်မြင်ရကြပြီဆိုပြီးတော့ဖော်ပြထားပါတယ်။ကျမ်းစာတော်များက၃ပါးတစုပြအကြောင်းရေးသားထားပါတယ်။အဲ့ဒီ၃ပါးကတော့ အဖဖျားသားတော်ဖျားနဲ့ဝိညာဉ်တော်ဖျားတို့ပဲဖြစ်ပါတယ်။သုံးပါးတစုဖျားဟာ သုံးပါး क्वे ပေမဲ့လည်းအလုံးဟာထတ်တူထမြတ်ဖြစ်ပါတယ်။ဒါကြောင့်သားတော်သခင်ယေရှုဟာ အရာခတ်သိန်းကိုဖန်ဆင်းရာမှာအဖခမီးတော်နဲ့လက်တွဲပါဝင်လှူဆောင်ခဲ့ပါတယ်။အေဖက်ဩဝါဒစာခန်းကြီး3အငယ်6ထဲမှာအလုံးစုံတို့ကိုယေရှုခရစ်အဖင်ဖန်ဆင်းတော်မူသောဖျားသခင်၌ ရှေးကာလပတ်လုံးဝက်ထားလက်ရှိသော ထိုနှင့်နေသောအရာနှင့်ဆက်ဆိုင်သော သာသနာသည်အဘယ်သို့ဖြစ်သည်ကို လူအပေါင်းတို့အားထင်ရှားစေခြင်းက၎င်းဆင့်ရွယ်မကုံနိုင်သော ခရစ်တော်၏ကြွယ်ဝပြည့်စုံခြင်း၏ဧဝံဂေလိတရားကိုတပားမျိုးသားတို့အားဟောပြောခြင်းက၎င်းထိုခြေဆုတော်ကိုကျွန်ုပ်တို့အားပေးတော်မူပြီဆိုပြီးတော့ဖော်ပြထားပါတယ်။ဒါကြောင့်ဖျားရှင်ဟာမိမိရဲ့ပုံသဏ္ဍ